ကျွန်တော်အခုပြောပြပေးမှာကနောက်တွဲအလွန်မှာရောက်ရှိလာမယ့် Aspire Event အကြောင်းပါဖောက်ဖို့ပြောပြပေးမှာတော့မဟုတ်ဘူးဖောက်တင်သလားဆိုတာကိုကျွန်တော်ရဲ့ထင်မြင်ချက်တက်တက်နဲ့ပြောပြပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ပြောပြပေးတဲ့အချက်လက်တွေနဲ့ကိုက်ညီတဲ့သူတွေရှင်တော့ဖောက်တင်ပါတယ် Okay ပထမဆုံးအနေနဲ့အားလုံးတည်ပြီးသလောက်ဖြစ်နေတဲ့ Event အကြောင်းကိုမတည်သေးတဲ့လူတွေအတွက်အချင်းချင်းပြောပြပေးပါမယ် Event မှာ Leslie ရဲ့ Dead Ice Battery နဲ့ Chang'e ရဲ့ Tech Dance Size ဆိုတဲ့ Express Skill နှစ်ကောင်အပြင် Collector နှစ်ကောင် Lucky Box ၁၀ကောင် Live Ball နှစ်ကောင် Epic Skin ၁၆ကောင် Special Sake အကောင့်20အပြင် Elias Sake အကောင့်90နဲ့ Pare Emote တွေပါဝင်မှာဖြစ်ပါတယ် Event ကဂျွန်18ကနေဇူလိုင်20အထိ31ရက် ကြာအောင်လာမှာဖြစ်ပြီးသူ့မှာ Phrase 1နဲ့ Phrase 2ဆိုပြီး Diamond ဖြစ်ရမယ် Premium Supply Event ကနှစ်ကြိမ်လာမှာဖြစ်ပါတယ် Phrase 1ကဂျွန်29ကနေဇူလိုင်1ရက်နေ့အထိဖြစ်ပြီး Phrase 2ကဂျူလိုင်17ရက်နေ့ကနေဇူလိုင်15ရက်နေ့အထိဖြစ်ပါတယ် Event မှာ Express အကင်တစ်ခေါက်ရဖို့အတွက်ဒီလိုတစ်တာတစ်ခုတည်းပေါ်ကို off သုံးခါကြာရမှာဖြစ်ပြီး off တစ်ခါကြာဖို့အတွက် one draw 10ကျင်းဒါမှမဟုတ်10 draw 10ကျင်းကိုလှည့်ပေးရမှာဖြစ်ပါတယ် first time daily one draw အနေနဲ့တရ၅လုံးကုန်ကြမှာဖြစ်ပြီး first time draw ကိုတော့1050ကုန်ကြမှာပါ first time draw ပြီးတာနဲ့နောက်ထပ်ဗနဲ့ကျင်းလှည့်လဲ2100ဖြစ်သွားမှာပါတခုရှိတာက first time draw မှာ epic နဲ့ epic ထပ်ပိုကောင်းတဲ့ second တစ်ခုကျင်းတည်ရမယ်လို့ပြောထားပါတယ်ဒါပေမဲ့ first time draw ပဲเนาะကျွန်တော်တို့ရဲ့ hockey world channel လေးမှာ mobile legend နဲ့ပတ်သက်တဲ့ diamond weekly ban starlight cup နဲ့အကောက်တွေကိုဈေးနှုန်းချိုတာယုံကြည်စိတ်ချစွာဝယ်ယူနိုင်ပါကြောင်းဈေးကောင်းလေးပါပါရစေကဲဒါဆို event အကြောင်းလည်းပြီးပြီဆိုတော့ဘာကြောင့်ဖောက်တင်လာမှာဖောက်တင်မူလားဆိုတာကိုဆက်ပြောကြမယ်ဒီ event မှာက HA token မပါတဲ့အတွက်ကိုလိုချင်တာကိုလဲလို့မရနိုင်ဘူးဒါကြောင့်လိုချင်တာလက်စလီရှာသွားတာခြံငဲဆိုရင်လဲ showcase ထဲမှာ skin တိုးသွားတာပဲရှိပြီကိုမမကိုင်းပဲအခက်မတင်ရင်နောင်တတော့ရအောင်မယ်နောက်တစ်ချက်အနေနဲ့က ရနိုင်တဲ့အချိန်အတွက်က90နဲ့80ကြားထဲမှာရှိတဲ့အတွက်အရင်ကြီးကြီးတယ်။ဒါကြောင့်စပြီဆိုတာနဲ့အဆုံးထိသွားမှရမယ်။မဟုတ်ရင်မူတို့ကိုလှုပ်ကျွေးတယ်လို့ဖြစ်သွားလိမ့်မယ်။ EP နဲ့ EP တက်စကင်တွေကိုရခဲ့မယ်ဆိုလို့ရှိရင်လည်းကိုမကင်တဲ့ရင် Go Showcase ပဲ။ဘာမှမလုပ်လို့မရတော့ဘူးကွာ။ဘာမှမလုပ်လို့မရတော့ဘူး။ Diamond Lane နဲ့ဂုံးမယ်လို့စဉ်းစားထားတယ်ကျွန်တော်တို့လိုလူတွေအတွက်ကလက်ဆောင်လိုက်တာကောင်းတယ်။ Daily One Drone နဲ့သွားမယ်လို့စဉ်းစားရအောင်လဲ။တနေ့ Diamond 100တောင်ဆိုတော့ မောင်သေးပါဘူးအဲ့လိုလေဒါအပြင်ကျွန်တော်တို့လို event လာတိုင်းဖောက်မလားမဖောက်ဘူးလားခေါင်းချအောင်စဉ်းစားနေရတဲ့သူတွေအတွက်ပြောချင်တာကဒါပြီးရင်စိတ်เสีย event လာမှာအဲ့ဒီမှာဗရန်းစကင်တစ်ကောင်ပေးဖို့တည်ကြတယ်ရှေ့မှာလည်း Naruto ကခေါင်းခဲ့သေးတာဆိုတော့အဲ့ weekly pass လေးတွေကို ပြန်စုထားပြီးစိတ်เสียလာမှာပြန်ဖောက်တာပိုကျိုးရှိမယ်လို့တွေးမိတယ်အဲ့ဒါကကျွန်တော်ထင်မြင်ချက်တသက်ပါလွတ်လပ်စွာတွေးခေါ်နိုင်ပါတယ်။ဒါပေမဲ့ weekly pass လေးတွေကြံသေးရင်တော့ phrase 1နဲ့ phrase 2မှာ၃ချိန်စီဖြည့်ပြီး epic ဒါမှမဟုတ် epic ထက်ကောင်းတဲ့ စကင်တကောင်စီတော့ယူတင်တယ်အဲ့ဒါကတန်တယ်လို့လည်းထင်တယ်ပိုတဲ့ diamond တွေကိုစိတ်စီရ event တွေလည်းခြံထားလို့ရတာပေါ့ဘာကြောင့်မဖောက်တင်ဘူးလဲဆိုတာကိုပြောပြပေးပြီဆိုတော့ဘလူးလူမျိုးတွေဖောက်တင်တယ်လဲဆိုတာကိုပါဆက်ပြီးပြောပြပေးပါမယ်နံပါတ်1အနေနဲ့ walk collector try နေတဲ့သူဒါမှမဟုတ် walk collector try ကျင်တဲ့သူဘာလို့ဆိုသူ့မှာစကင်တော်တော်များများရှိနေပြီလားအဲ့တော့တော်ရုံစကင်ရလာလို့ရှီဗီသားစကင်နေဆိုရင် pass fragment တွေရလာပြီးတော့ထပ်ပြီးတော့လှည့်ရမယ့်အချိန်ရင်အတွက်ဒီပို့ရလာမယ် အဲ့ဒါကြောင့်မရသေးတာတွေထပ်ပြီးရလာတဲ့အတွက် collection point နေလဲပိုပြီးတိုးလာနိုင်တယ်။နံပါတ်2အနေနဲ့ဘာစကင်ရရအဆင်ပြေတဲ့ spread တစ်ကောင်ပဲလိုချင်တာ။ဒါမှမဟုတ်လက်စလီရောခြံငယ်ရောဆော့တဲ့သူမို့လို့အရန်ကိုလိုချင်ပါတယ်ဆိုတဲ့သူအဲ့လိုလူမျိုးတွေအတွက်ကြတော့သူဘာစကင်ပေါက်သွားတော့အဆင်ပြေတယ်။ဒါအပြင်ထပ်ရလာမယ့် epic ဒါမှမဟုတ် epic နဲ့အထပ်စကင်တွေမှာလည်းမရှိသေးတာတွေရနိုင်လို့သူ့အတွက်ပိုတော့အမျက်ဖြစ်နိုင်သေးတယ်။ဒါမှမဟုတ်စကင်ဘယ်လောက်များများရှိနေသလဲဆိုတာပေါ်မှာမူတည်ပြီးကုန်ကြမှုအနည်းများကွာသွားနိုင်ပါတယ်။ ဘာလို့ဆိုစကင်များများရှိနေလေရှိနေတဲ့စကင်တွေပြန်ပေါက်နိုင်ခြင်းများပြီးကတ်တွေများများပြန်ရနိုင်တာကြောင့်ပါကဲဒီတော့ဒီတစ်ခေါက် Aspirin Event မှာဖောက်မှလားမဖောက်ဘူးလားဆိုတာကို comment section မှာဝင်ရောက်ဆွေးနွေးညှိနှုံသွားလို့ရပါတယ်ကျွန်တော်ကတော့ phrase 1မှာ tandrop လှည့်လို့ရအောင် weekly pack 3ချိန်ဖြစ်ပြီး recharge 250အထိဆိုရင်ဆက်နှက်ကရမှာဖြစ်လို့ဆက်နှက်ချိန်လှည့်ပြီး epic down မဟုတ် epic နဲ့အထက်စကင်တစ်ခေါက်နဲ့ပဲခြေနှက်ဖို့စဉ်းစားထားတယ်ခုလူတွေရောဘာလုပ်ကြမယ်လို့စဉ်းစားထားလဲပြောခဲ့ကြအောင်နော်